ဘုရားသခင်ဂျေဇုတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အပြင်သူတို့ကအစင်ချင်းခွန်အားယူရန်အတွက်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးကိုအပိုင်ငယ်တင်မာတော်လမ်း၌သွားတော်မူစဉ်အမိဝန်းနှင်းကပင်မျက်စိကန်းတော်သူတယောက်ကိုတွေ့မြင်တော်မူ၏တပည့်တော်တို့ကအရှင်ဘုရားဤသူသည်အဘယ်သူ၏အဖြစ်ကြောင့်မျက်စိကန်းသနည်းကိုအဖြစ်ကြောင့်ကန်းသလိုမိဘအဖြစ်ကြောင့်ကန်းသလိုဟုမေးလျှောက်ကြ၏ ယေရှုကလည်းကိုယ်အဖြစ်ကြောင့်မဟုတ်မိဘအဖြစ်ကြောင့်လည်းမဟုတ်ဘုရားသခင်အမှုတော်ကို သူ၌ထင်ရှားစေမည်အကြောင်းဒီကျွန်တော်ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာသခင်ယေရှုနဲ့တပည့်တော်တို့လမ်းမှာသွားစဉ်မှာဘု து ့အတူလဲဆိုရင်တော့အမိဝမ်းထဲကမျက်စိကန်းတဲ့လူတယောက်ကိုတွေ့တယ်ဒီလူကအက်ဆီဒန့်တစ်ခုခုကြောင့်သူရဲ့ဘဝတရားမှာတခုခုချွတ်ချုံမှုကြောင့်မျက်စိကန်းတာမဟုတ်ပါဘူး။ဟိုးအမေဝမ်းထဲမှာတည်းကသူကမျက်စိမမြင်ဘူး။မွေးရပါ မျက်စီကန်းတဲ့လူဖြစ်တယ်။အဲ့ဒီလူတယောက်ကိုတွေ့တဲ့အခါမှာတပည့်တော်တွေကသခင်ရှုကိုမေးတယ်အရှင်ဘုရားတဲ့။ဤသူကဘသူ့ရဲ့အပြစ်ကြောင့်မျက်စီကန်းတာလဲ။ကိုယ်အပြစ်ကြောင့်ကန်းတာလားဒါမှမဟုတ်ရင်သူ့မိဘတွေရဲ့အပြစ်ကြောင့်ကန်းတာလားလို့သခင်ရှုကိုမေးတဲ့အခါမှာသခင်ရှုကပြန်ဖြေပါတယ်။ကိုယ်အပြစ်ကြောင့်လည်းမဟုတ်ဘူးမိဘအပြစ်ကြောင့်လည်းမဟုတ်ဘူး။ဖရာသခင်အမှုတော်ကိုသူ့စီမှာထင်ရှားစေမယ်အကြောင်းဒီလို့ဖော်ပြပါတယ်ကျွန်တော်ဘုရားတရားထဲမှာတပည့်တော်တွေကဲတော့ပဲတစ်ခါတည်းမှာ မိမိရဲ့အားနေချက်ပြဿနာအခက်ခဲကြုံတွေ့တဲ့အခါမှာအားနေချက်တွေရှိတဲ့အခါမှာပြဿနာတွေရှိတဲ့အခါမှာအခက်ခဲတွေကြုံရတဲ့အခါမှာကျွန်တော်ကဘာကြောင့်လဲဒါကငါတို့ရဲ့အားနေခြင်းကြောင့်အပြစ်ကြောင့်လားကျွန်တော်ကထင်တတ်ပါတယ်ဘာလို့ဒီလိုခက်ခဲတဲ့အခြေအနေတွေကြုံလာလဲဆိုပြီးတော့ကျွန်တော်ဘွားတဲ့တိုင်းမှာမေးခွန်းထုတ်တတ်ပါတယ်အမိဝမ်းထဲကမျက်စိကန်းတဲ့သူရဲ့မျက်စိမမြင်ခြင်းကိုတပည့်တော်တွေကသူ့ရဲ့အပြစ်ကြောင့်ဒါမှမဟုတ်ရင်သူ့မိဘအပြစ်ကြောင့်လို့သူတို့ကမြင်ပါတယ်ဒီလိုမကောင်းလို့ဖြစ်မယ် ဒါမှမဟုတ်သူ့မိဘတွေကမကောင်းလို့ဖြစ်မယ်။သူ့မိဘတွေကအပြစ်ရှိလို့ဒါမှမဟုတ်သူ့အပြစ်ရှိလို့မျက်စိကန်းတာလို့သူတို့ကမြင်မိပါတယ်။ဒီအားနေခြင်းမျက်စိကန်းခြင်းကိုသူတို့ကတခုခုချွတ်ချော်လို့သူတို့မဟုတ်ကာယကံရှင်မျက်စိကန်းတဲ့သူမဟုတ်သူ့မိဘကတခုခုချွတ်ချော်လို့ပဲဒီမျက်စိကန်းတယ်လို့တပည့်တော်တွေကရှုမြင်မိပါတယ်။တကယ်တော့သခင်ရှုကအဲ့ဒီမျက်စိကန်းရခြင်းအကြောင်းရင်းကအပြစ်ကြောင့်မဟုတ်ဘူး။ဖျားသခင်အမှုတော်ကိုသူ့အားဖြင့်ထင်ရှားစေမှာကြောင်းဒီသူ့ကိုအားနေရခြင်းက ဖရာဘုံတော်ထင်ရှားမှုဖြစ်တယ်။ဒါကြောင့်ခြေသောညီကောင်ရောက်စီတိုင်းကျွန်တော်ဘုရားသက်တာလဲမှာကျွန်တော်ရဲ့အားနေချက်တွေကျွန်တော်ရဲ့အခက်ခဲတွေကျွန်တော်ရဲ့ပြဿနာတွေကဖရာသခင်ရဲ့ဘုံတော်ထင်ရှားစေဖို့ဖြစ်ပါတယ်။အခက်ခဲတွေကသင်ဘုရားအတွက်အခွင့်လန်းပါ။ဘာအခွင့်လန်းလဲဆိုရင်တော့သင်ရဲ့အသက်တာလဲမှာဖရာသခင်နမိတ်လက္ခဏာပြုလုပ်ဖို့အခွင့်လန်းဖြစ်တယ်လို့သင်အသက်တာအားဖြင့်လဲဖရာဘုံတော်ထင်ရှားမယ်အခွင့်လန်းဖြစ်ပါတယ်။ အဓိကကအဲ့ဒီအခက်ခဲပြဿနာတွေကိုအားနည်းချက်တွေကိုသင်ကရှုမြင်ခံယူတတ်ဖို့ပဲလိုအပ်ပါတယ်။သင်ဘလို့ရှုမြင်လဲသင်ဘလို့ခံယူလဲဆိုတဲ့အပေါ်မှာအဲ့ဒီအခြေအနေကပြောင်းလဲသွားမှာဖြစ်ပါတယ်။ခက်ခဲမှုတွေကိုသင်ကအခွင့်အရေးဖြင့်ရှုမြင်ခံယူလိုက်ပါ။အခက်ခဲတွေနဲ့ကြုံလာရင်ကျွန်တော်တို့ဘဝတက်တာကိုကျွန်တော်တို့ကဖြစ်လို့နေလိုက်တတ်ပါတယ်။စိတ်ပြတ်သွားတတ်ပါတယ်။ဒီနေ့ကျွန်တော်ရဲ့ဘဝတက်တာထဲမှာကြုံတွေ့ရတဲ့အခက်ခဲတွေကအခွင့်လန်းဖြင့်သင်ကရှုမြင်မယ်ဆိုရင် ဘုရားသခင်ကသင်ရတဲ့တာကိုပြောင်းလဲပြန်မှာ ဖြစ်ပါတယ်။ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုအခွင့်အလမ်းဖြစ်သင်ကရှုမြင်ခံယူပြီးတော့အကောင်းဆုံးအသက်ရှင်မယ်ဆိုရင်တော့နံပါတ်၁သင်ဘဝအတ္တတွေမှာဘုရားရဲ့နှမိတ်လက္ခဏာတွေကိုခံစားရမှာဖြစ်ပါတယ်။နံပါတ်၂ကတော့ဘုရားသခင်နှမိတ်လက္ခဏာတွေသင်တဲ့တိုင်မှာဖြစ်ပေါ်လာခြင်းအပြင်သင်အပြင်ဘုရားဘုန်းတော်ကထင်ရှားမှာဖြစ်ပါတယ်။ဒါကြောင့်အခက်အခဲတွေကဘုရားဘုန်းတော်ထင်ရှားဖို့အခွင့်အလမ်းပါ။သင်ကဘဝမှာအခက်အခဲတွေကြုံတဲ့အခါမှာစိတ်တကြစိတ်ပြတ်မသွားဘဲနဲ့ ဘုရားသခင်ကိုယုံကြည်မျှော်လင့်ပြီးတော့အကောင်းဆုံးအသက်ရှင်သွားမယ်ဆိုရင်ဘုရားပြုမဲ့နှမိတ်လက္ခဏာတွေကိုသင်ရဲ့အသက်တာထဲမှာမြင်တွေ့ခံစားမှာဖြစ်ပါတယ်။သင်အားဖြင့်လည်းဘုရားဘုန်းတော်ကထင်ရှားမှာဖြစ်တယ်။ဒါကြောင့်မို့ဘုရားသခင်ကကျွန်တော်တို့ကိုအခက်ခဲတွေပြီးတွေ့စေတာကျွန်တော်ရဲ့ဘဝအသက်တာထဲမှာအံ့ဩဖို့ရနှမိတ်လက္ခဏာတွေပြုဖို့ပါ။ဘုရားသခင်ကကျွန်တော်တို့ကိုအခက်ခဲတွေနဲ့ပြီးတွေ့စေတာကဘုရားသခင်ရဲ့ဘုန်းတော်ကိုကျွန်တော်တို့အားဖြင့်ထင်ရှားဖို့ဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာယောသရဲ့အသက်တာကိုကြည့်တဲ့အခါမှာ သူကသူများတိုင်းပြည်မှာရောင်းစားခြင်းခံရပြီးတော့သူများတိုင်းပြည်မှာထောင်ထဲကိုရောက်သွားတယ်။တကယ်ဆိုရင်ထောင်ကြတာမကောင်းပါဘူး။တို့ရတွင်အဲ့ဒီခက်ခဲတဲ့ဂျင်းနဲ့ချက်တဲမှာအန်အောဘွေရာဖျားသခင်ပြုမဲ့နမိတ်လက္ခဏာကိုဖျားကပြင်ဆင်ထားတယ်။ဖလားတော်ဝင်နဲ့စားတော်ဝင်ကလည်းအဲ့ဒီထောင်ထဲကိုရောက်လာပြီးတော့ဖာရောဘင်ရဲ့လမ်းတော်ထဲကိုရောက်ဖို့ရန်အတွက်ဖာရောဘင်နဲ့တွေ့ဆုံဖို့ရန်အတွက်အဲ့ဒီခက်ခဲခြင်းကသူ့အတွက်အခွင့်အလမ်းဖြစ်သွားတယ်။ထောင်ထဲမှာတွေ့တဲ့ဖလားတော်ဝင်ကငကိုရာထူးကိုပြန်ရတယ် တနေ့ဖာရောဘင်အိမ်မက်တဲ့ကမှာအဲ့ဒီအိမ်မက်ကိုဘယ်သူမှမဖြေနိုင်ဘူးဘယ်သူ့ကိုသွားခေါ်လဲဆိုတော့ယောသက်ကိုသွားခေါ်တယ်ယောသက်ကထောင်ထဲကနေထွက်လာပြီးတော့အိမ်မက်နဲ့ကိုပြောပြပြီးတော့တခဏချင်းမှာအဲဂရုတိုင်းပြည်ရဲ့ဘရင်ကဖြစ်သွားတယ်ယောသက်ထောင်ကျသွားခြင်းကအဲ့ဒီဖလားတော်ဝင်နဲ့တွေ့ဆုံပြီးတော့ဖျားသခင်ပြင်ဆင်ထားတဲ့လမ်းကြောင်းကိုရောက်ဖို့ဖြစ်ပါတယ်အခက်ခဲတွေကယောသက်ကိုဘရင်ကဖြစ်ဖို့တွန်းပို့လိုက်ခြင်းပဲဖြစ်ပါတယ် ယောသကုန်လိုက်ကလည်းအဲ့ဒီအခက်ခဲတွေကြားထဲမှာအကောင်းဆုံးအသက်ရှင်သွားတယ်။ဘုရားသခင်ကိုယုံကြည်မျှော်လင့်ပြီးတော့အသက်ရှင်သွားတဲ့အခါမှာအန်အောဘွေကဘုရားသခင်ချီးမြှောက်ခြင်းကိုခံရတယ်။သူ့အဖြစ်လည်းဘုရားဘုန်းတော်ကထင်ရှားတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ကျွန်တော်ဤတရားလူမျိုးတွေအဲဂရုတိုင်းပြည်မှာနှစ်ပေါင်း430လောက်ကျွန်ခံပြီးတော့မောရှိအဖြစ်ကယ်နှုတ်တဲ့အခါမှာဖာရောဘင်ကလွယ်လွယ်လေးနဲ့မလွတ်ပါဘူး။အင်မတန်မှခက်ခက်ခဲခဲနမိတ်လက္ခဏာတွေပြပြီးမှလွတ်တာဖြစ်ပါတယ်။နမိတ်လက္ခဏာတစ်ခုနဲ့ဖာရောကမရအောင် နမိတ်လက္ခဏာ10ခုကိုပြုတယ်။အဲဒီနမိတ်လက္ခဏာတွေပြုခြင်းအပြင်လည်းဘုရားဘုန်းတော်ကထင်ရှားတယ်။ဒါကြောင့်မို့လလွယ်ကူကူနဲ့ထွက်မသွားဘဲနဲ့ဘာလို့ဒီလိုခဲရခဲစီဖြစ်ရလဲဆိုရင်တော့ဘုရားသခင်ကဣသရေလလူမျိုးတွေထဲမှာနမိတ်လက္ခဏာကိုပြုပြီးတော့ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားဖို့အတွက်ဒီခက်ခဲမှုကိုရင်ဆိုင်ခိုင်းခြင်းဖြစ်ပါတယ်။ရှင်အောင်ခွင့်ခန်းကြီးကိုမှလည်းအမိဝမ်းနဲ့ကမျက်စိမြင်မြင်တဲ့သူကသူ့ရဲ့ဘဝကိုခက်ခက်ခဲခဲဖျက်ဆီးရမှာဖြစ်ပါတယ်။အဲဒီခက်ခဲမှုတွေကသူ့ဘဝမှာကြီးမားတဲ့နမိတ်လက္ခဏာဖြစ်စေဖို့ဖြစ်တယ်။ သူ့ရဲ့အာနေခြင်းချို့တဲ့ခြင်းကဖျားပုံးတော်ကိုထင်ရှားဖို့ဖြစ်တယ်လို့သခင်ရှုကဖော်ပြပါတယ်။ဒါကြောင့်မို့ခြေတော်ညစီတိုင်းကျွန်တော်ဘုရားတရားလေးမှာအခက်ခဲတွေကို အခွင့်အမ်းဖြင့်ရှုမြင်လိုက်ပါ။ဘာအခွင့်အမ်းလဲဆိုရင်တော့ဖျားသခင်သင်ရတရားလေးမှာကြီးစွာသောနမိတ်လက္ခဏာအံ့ဩဖွယ်သောရာတွေကိုပြုမယ်အခွင့်အမ်းဖြစ်တယ်။ဖျားသခင်ရဲ့ဘုန်းတော်ကိုသင်အားဖြင့်ထင်ရှားစေမယ်အခွင့်အမ်းဖြစ်တယ်။ဒါကြောင့်မို့ဘုရားမှာကြုံတွေ့တဲ့အခက်ခဲတွေကိုဖျားသခင်ရဲ့ဘုန်းတော်ထင်ရှားစေမယ်အခွင့်အမ်းဖြင့်ရှုမြင်ပြီးတော့ အဲ့ဒီအခက်ခဲတွေကြားထဲမှာလည်းသင်ဟာအကောင်ဆုံးအသက်ရှင်ပြီးတော့ဘုရားသခင်ကိုယုံကြည်ခြင်းနဲ့နေ့စဉ်ရှောင်လန်းမယ်ဆိုရင်ဘုရားသခင်အံ့ဩဖို့ရာနမိတ်လက္ခဏာတွေကိုသင်ရတဲ့လမ်းမှာခံစားရမယ်ဆိုတဲ့အကြောင်းကိုဝင်းကားပါလေအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ